ားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ Rose ပါဒီနေ့မှာတော့ဆ iam ဟဲရန်နေကြာရေးသားထားတဲ့ Right You Are On History ဆိုတဲ့ဝတ္ထုလေးကိုအပိုင်း28အနေနဲ့တင်ဆက်ဖပြပေးသွားမှာပဲဖြစ်ပါတယ်ရှင် အလူနှက်ပြလေကလူစီလိုက်တာခရိုင်းနစ်တွေကဒီလိုလူစီရင်ဖုန်တောင်းတောင်းထပြီးဖုန်ကြီးကြောင့်မရောက်ခင်အလှတွေပြတ်ကုန်ရောဟဲ့အခုကြာကွန်ကရစ်လမ်းခင်းပြီးလှဲလက်မှာတက်တက်ခွဲလုပ်ပေးထားတော့ဖုန်လည်းမထတော့ဘူးအမိုက်တွေလည်းရှင်းပြီးပန်းပင်တွေလည်းစီးနေတာပဲငါတို့ရွာလုံးလှတဲ့ရွာရှိပါဦးမလားပူစုမကရွှေခဲရှိမှရှောက်ရင်နောက်လေပြီးစကားပြောလိုက်လမ်းရှိကို မျောကြည့်လိုက်နဲ့သူ့အတန်ကြီးစာနေသည်ရွှေခဲကအတန်တိတ်နေက ဥတော်ပြောတာတွေပဲပြန်ကြားရောင်းရင်ရင်ခုန်တန်တွေမဆဲသေးပါတယောက်တည်းရှက်တယ်လို့လို့ကျင်းနူးတယ်လို့လို့ ਨੇ မတိမတာပြုံးနေမိတာလဲကိုကိုကိုတတိမထားမိသူထိုးချိတ်စင်မြန်ပေးထားသည့်ရင်တို့လေးကိုငုံကြည့်ရင်အိမ်မက်မဟုတ်သည့်အဖြစ်အပျက်ကြောင့်လေရုံရခက်ခက်နဲ့ကျင်းနဲ့နေမိသည်ဥတော်ကသူမကိုအရင်ကလေးကချစ်နေခဲ့သည်တဲ့လားဒီရင်တို့မှာသူမနာမည်ကိုအခရာထွန်း၍ချစ်ခွင်ပန်ခဲ့သူဟာဘလောက်တောင်ကြပြဆန်လိုက်တယ်လေ ရှေ့ကိုဆက်ရှောက်မယ်လေရွှေခဲလေတယောက်တည်းရင်တို့ကိုပဲငုံကြည့်ပြီးပြုံးနေတယ်နော်အတော်ကြိုက်နေပုံရတယ်နော်ရင်တို့အစ်စ်ကိုမမပူစုကအနောက်အသွားမလို့ပြော၍ပြုံးစီစီကြည်နေသဖြင့်ရွှေခဲနှကန်းများကိုဖိပိတ်ပြည့်၍ရက်ကိုးရက်ကန်းခေါင်းငုံသွားသည်ဒီရင်တို့ဥတော်ပေးသည့်အကြောင်းကိုမမပူစုတို့မသိလောက်ဘူးထင်လိုက်ပေမဲ့မမပူစုအပြုံးကြီးကြောင့်နေရခတ်သွားကရင်တို့ကမင်းညိုကပေးထားတာပါလှလို့အမလီဘသူကပေးတယ်လေမမေးရသေးပါဘူးဟဲ့ ။သွားပြီ။ကို့ဘာသာမလုံးမလဲဖြစ်ပြီးပြောမိတာမှားပြီ။မမပူစုတကယ်ကြီးရိမ့်မိနေသလား။ဒီနေ့ညီမလေးအရန်လာနေတာနော်အရင်ကားနဲ့ကိုမတူဘူးနင်ကအရက်ရှည်ရတဲ့အထဲပုံတော့ပနလေးစီးလာတော့နင်ကိုမော့ကြည့်ပြီးစကားပြောရတာအစ်စ်မပြေလိုက်တာဟဲ့ပူစုမက ပြောရင်ရိုက်ကူးရဲ့သမားတွေကင်မရာချိန်ထားသည့်ဘက်ပြန်လဲ၍ဟန်ရီးပြန်နေသည်ဖိုးကွင်းရွာသူတွေကအချောလာတွေကြီးပဲ ရောအုပ်ကြီးအုပ်ကြီးလည်းလူပြိုကြီးမလုံနဲ့ပြပန်းအောင်ကင်တွေကစိတ်ကြိုက်တယောက်တော့ရွေးထားတဲ့နဲ့ကင်မရာမန်ကလမ်းတစ်လျှောက်လူလိုက်စစ်နေသည့်သူကိုအော်ပြောလျင်တောကရင်နေရင်အင်ကြီးအိတ်ကထဲမှာဖုံထုံလိုက်ကရွေးစရာမလိုပါဘူးကျွန်တော်ကရှိပြီးသားပါဟုပြန်ပြော၍အလူနှက်ပြလဲရှောက်လာကြသည့်လူရန်ကြီးကိုတပ်ပုံရိုက်လိုက်သည် အလူရှင်နေကြေးရွာနရကလူကြီးမင်းများကရှေ့ဆုံးမှာနေရာယူကြပြီးကိုးနောင်ကိုင်းအမေအများမှသည်ပန်းဖလားကိုင်းသည်လုံမပြိုတို့နှင့်နောက်ဆုံးမှမောင်ရင်လောင်းတင်သည်ဆိုင်ကယ်များအစုံသူ့အကန့်နှင့်သူစနစ်တကျစီချက်ညီညီနှက်ပြလှည့်နေကြကဆိုင်းတန်ပုံတန်တွေလည်းစုညံနေသည်မချက်ကျေးရွာအလူပွဲများတွင်ဘုံကြီးเจ้าမှဖရာကို အလူအိမ်သို့အခမ်းအနားနှင့်တကွပင်ဆောင်သည့်ပွဲကို အလူဝစ်လက်ဖရာပင်နှက်ပြလက်သည်ဟုခေါ်ဆိုသည် ။ဘုန်းကြီးကျောင်းသူရောက်လျင်ငါးဘတီလာခံယူ၍ဖျားပင်လာကြပြီးနောက်ကျောင်းဆောင်နဲ့ရွာဆောင်နဲ့များကိုငပြောပွဲအုံပွဲများဖြင့်ပူဇော်ပါသကြသည်။ဖျားကိုအလူအိမ်သို့ပင့်ဆောင်ပြီးသည်နောက်လူဆဲသွားကရွှေခဲကပန်ဖလာကိုပူစုမနှင့်လူကြုံပြန်ထည့်ပေး၍တယောက်တည်းအိမ်ပြန်လာခဲ့သည်။တနခါပြန်လင်း၍အဘူအစားလင်းနေစဉ်ဒေါ်ရွှေရန်ပြန်ရောက်လာကသူမအခန်းထဲဝင်လာ၏။သမီးကိုကိုတော့ကဆုချရတယ်ဆိုတဲ့ရင်သူကဒါလေးလား။ရွှေခဲရှိ မန်တင်ကုန်းပေါ်မှာတင်ထားသည့်ရင်တိုးလေးကိုကောက်ယူကြည့်လိုက်ပြီးဒေါ်ရွှေရဲ့မျက်ခုံးတွေပင်တက်သွားသည်။တမီညီရင်တို့ကရွှေရဲ့ခေါင်းနဲ့လှုပ်ထားတာပါယော။မန်ညိုကိုတိုင်းကတောဆူချသည့်ရင်တိုးကိုမဖြစ်မနေလက်ခံပေးဖို့ကြိုးပမ်းထားခဲ့ပေမယ့်ဒီအတိုင်းတာမန်ဆုလောက်ပဲထင်ထားခဲ့သည်။အခုမှရွှေအခေါင်းနဲ့လှုပ်ထားမှန်းဒီကငှက်မျက်လုံးတွေကကြောက်ကိုလည်းတေချာတတိထားကြည့်လိုက်မှဟဲ့တော့ဒီကြောက်ကလည်းစိမ့်ဟဲ့အမလီမညူတို့ကတော့လှုပ်ချလိုက်ပြန်ပြီ အမေတအံ့တအောရေရိုနေသဖြင့်ရွှေခဲရင်တို့ကိုပြူပြူပြဲပြဲငုံကြည့်မိမေတေးကြရဲ့လားဟဲ့မိမေကတော့သူဆိုပေမဲ့စိတ်မန်းကြောက်မန်းတော့ခွဲတက်ပါတယ်ဒီရင်တို့အခုရွှေစင်းနေဆိုရွှေကြီးပဲတက်တက်တောင်တိတ်အစိတ်နီးပါးလောက်ရှိမှာတိတ်အစိတ်ဆိုသည်ပမာဏကြောင့်ရွှေခဲလည်းနင်းသွား၏မိမေလက်မခံပဲပြန်ပေးခိုင်းလျင် ခရကြီးဘာပဲဖြစ်ဖြစ်ရင်တို့ကတန်မှုမရှိဘူးဆိုလျင်တော့ဥတော်ပေသည်လက်ဆောင်မှုတင်ထားခြင်းမိသည် ကိုတော်တို့မင်းညိုတို့ကတမိကိုတော်တော်ချစ်ကြတယ်။တမိကလည်းသူတို့ကိုစိတ်မကွက်ရဘူး၊မညိုညင်ရဘူးနော်။အထူးသဖြင့်ညီကကိုတော်အပေါ်မှာအတော်ဆိုးတယ်။ထစ်ကနေရှိစိတ်ဆိုးလိုက်၊စိတ်ကောက်လိုက်နဲ့တဆက်မှအချိုးမပြေဘူး။သူကမှညီမလေးတယောက်လိုချစ်ပြီးစေတနာထားတယ်။ငငယ်တုန်းကလည်းစာတင်ပေးရအဆောင်မှနေတော့လေနေဖို့စားဖို့စားစီသူကြီးပဲအကုန်ခံသွားတာ။ကိုကိုတလောက်ကောင်းပေးတဲ့သူတွေစိတ်မပြတ်စေနဲ့။ဘိုးကြဆိုးနေတာလေလျှော့ပြီးရိုးရိုးတေးတေးလေးလေးဆက်ဆက်ဆက်ဆံမှမမေပြောတာနားလေလား။ ရှင်တို့တင်ရီတတိပေးလိုက်သဖြင့်ရွှေကဲကောင်းငင်ပြရသည်မိမိကတော့ဥသောနေသူမကိုမောင်သမားဆက်ဆံရေးဟုထင်နေပုံမြင်ဥသောဒီရင်တို့ပေးသည့်အကြောင်းရင်းကို သိလျင်ဘလို့နေမည်မသိရွှေကဲကို့အတွင်းနေကိုစိတ်လှုပ်ရှားနေပြီးမှမိမိစီကပွဲစည်းပတ်ဖို့မဟုတ်ဘူးတောင်းရသည်ညာဘက်ပွဲစည်းတန်းနဲ့ရှောက်လေဖို့ပွဲကြည့်ဖို့စန်းဒီတို့မုံလုံးတို့နဲ့ချိန်ထားသည် သူမပြင်ဆင်ပြီးထွက်လာချိန်မှာပဲကလေးနှစ်ယောက်ကအိမ်ရောက်လာသဖြင့်သူတို့နဲ့အတူပွဲစည်းတန်းသို့ရှောက်လာခဲ့သည် ကလေးတို့ဘာစားကျင်လဲတီချဲကဝက်ကျွေးမှာစားကျင်တာဒါပြောဟာတီချဲသဘောတွေကောင်းနေပါလားစန်ဒေးတို့ပြုံးရွှင်သွားကြကဝက်သားတို့တို့ဆိုင်မှာဒုတ်ထိုးတွေတဝါတပြဲစားကြသည်တီချဲပွဲကြည့်အောင်မလားညကြကြည့်မှာပေါ်ဟဲမင်းသားကအတော်လှနေကြတယ်ဟင်တီချဲကမင်းသားတော့ပဲစိတ်ဝင်စားရနေတယ်အမေနင်တို့ကရောမကြည့်မှကြာနေတာပဲစန်ဒီကဒုတ်ထိုးတွေတချောင်းပြီးတချောင်းသွတ်နေရင်ခေါင်းခါပြာဤတာကစရိတ်ရှိုးတီပဲကြည့်ပြီးပြန်မှာ သုံးယောက်သားနေကြစည်းထုတ်တွင်အချိုရီဘူးတွေဝဲ၍ဇက်စင်နာမှာကွေပတ်လာကြသည်တိချေနှစ်ပါးသောမင်းသားတွေကမိတ်ကပ်တွေအရန်လိန်လို့လှတာနော်မိတ်ကပ်မလိန်နဲ့မျက်နှာမြင်ရင်တိချေလန့်သွားမယ်နင်းကမြင်ဘူးလို့လားမုံလုံးရဲ့မြင်ဘူးတာပေါ့တားပြမယ်လိုက်ခဲ့မုံလုံးကဇက်စင်အရှိဘက်စီသူဦးဆောင်ခေါ်တော့ကမိုးကနေကာရန်ထားသည့်အပေါင်မချောင်းကြီးနေဤဟဲ့မုံလုံးဘာချောင်းကြီးနေတာတော့တော်ကြငါတို့ကိုတကူးတွေမပြီးအော်ခံနေရမယ်နော် မုံလုံးကလက်ကပြ၍မိုးခါစားကိုအသားလက်ပြလျင်စန်းတင်းနှင့်ရွှေခဲအထဲသို့ခေါင်းပြူကြည့်ကြသည်အထဲမှာဇက်သမားတချို့သာရှိပြီးမတ်တပ်အနေထားနှင့်စကားပြောနေသူနှစ်ယောက်ကြောင့်ရွှေခဲမျက်ခုံးတွန်သွား၏ဥတော်နှင့်လူလက်ပိုင်းအရွယ်အမျိုးသမီးတဦးဘာရီပြောနေကြသည်မသိသူမစိတ်ဝင်စားစွာနားဆွနေစေမှာမျက်စိရှိဘွားကနေပေါ်လာသည့်မျက်နှာကြည့်ကြောင်းအမလီအထိတ်တလန့်អော်၍နောက်ဆုံးလိုက်မိသည်ကလေးတွေလည်းလန်သွားကြကား မုတ်ထုပ်တွေပါလွတ်ကြကုန်၏မိုးကစားဆွဲဖွင့်၍ထွက်လာသူကသူမတို့ကိုမြင်းတော့လက်ညိုကြီးထိုး၍မင်းတို့ဒီနားမှာဘာလုပ်နေကြတာလဲဘာခိုးမလို့ခြောက်နေကြတာလဲအော်ကြီးဟစ်ကျဲမေးလျင်ရွှေကဲဒေါ်သာထွက်သွားကမုတ်ထုပ်တွေ ပြန်ကောက်နေရမှာစောင်းငန်းငန်းလှည့်ကြည့်သည်ဘာချောင်းရမှာလဲဘာခိုးရမှာလဲလူကများဆွ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  သူမပြန်ရန်တွေ့လျင်မုံလုံးကသူမလက်ကိုမတိမတာဆွဲဖြည့်၍လဝါနေ껙၍တစုံတရာကိုတီတိုးပြော၏ရွှေကဲထိုသူကိုနှာခေါင်းရှုပ်ကြည့်လိုက်ပြီးမှခလေးတွေကိုခေါ်၍ပြန်လဲလာခဲ့သည်ခုနကလူကမင်းသားပေါ့ဟုတ်ပါတယ်ဆိုဟွန်းငါလာချောင်းကြည့်ရကြမနှက်လိုက်တာဟဲ့ဇမင်းသားကိုအစင်ဖြစ်လောက်မထင်ခဲ့မိတဲ့ငါအမား ရွှေခဲတို့ရှေ့မကြီးနောက်မကြီးအတင်းတုံနေကြပြီးသူတို့နောက်မှရက်ကြံကဲသူကိုတတိမထားမိလိုက်ကြချင်တော်ပြုံးမဲမဲမျက်နှာနဲ့ကောင်းခါမိသည်စောစောကရွှေခဲလေးနဲ့ဇမင်းသားအချင်းများနေကြတာကိုတွေ့သည့်ဖြစ်သူစိုးရင်စွာထလာခဲ့ခြင်းဖြစ်၏သူမလေးကဆက်စင်အနောက်ဘက်တီပါရောက်လာခဲ့သောကြောင့်သူကိုလာခေါ်တလားဟုပင် ထင်လိုက်မိသည်သည်လက်ဆတ်တော်သူမကမင်းသားကိုလာချောင်းနေသည်ကို သူမရင်ထဲအောင့်တက်တက်နဲ့ဟက်ကော်ကြီးဖြစ်ကြံခဲ့ရသည်ဟုဆိုရလိမ့်မလား ။စောင်းနှင်းပတ်ဖို့ညအမောင်ကစောစီးစွာဝင်လာသဖြင့်ဇက်စင်ရှိကွင်းပြင်မှာလူစီနေပြီးမိများလည်းထိန်ထိန်နေနေပြီးကင်းဆောက်လူငယ်အဖွဲ့နှင့်လုံခြုံရေးအဖွဲ့ကိုအသီးသီးတာဝန်ခွဲပေးပြီးဇက်ပွဲကိုအစောဆုံးထွက်ပေးဖို့ဇက်အုပ်ကိုလည်းကြိုပြောထားရသည်။လူဆုံးတလောက်ရှိပြီမို့ပွဲမထွက်ခင်나ယူဝတ်အလိုမှာသူဇက်စင်ပေါ်တက်လာ၏။စိုင်းစရာကမ်းပီသည်မိုက်ကိုယူ၍ချောင်းဟန်လိုက်ပြီးနောက်အလုံးပဲတတိပေးစရာရှိပါတယ်ခနာလောက်ငိန်ပြီးနားထောင်ပေးကြပါ အတန်တွေတိတ်ပေးကြဖို့တောင်းဆိုလိုက်က ဒီလိုပွဲလန်းတပင်မှုမှာစီကန်ရှိကြီးအိန္ဒြေရရပွဲကြည့်ပေးကြပါပွဲကြည့်တော့မုတ်ပဲတရေစာစားတာလဲစားကြဖို့နေကြစည်းအခွင့်လေးကြကြံခဲ့ရင်တော့မနေ့ကအကုန်လုံးကိုတန်ရှင်းလို့ဖို့ခေါ်ပါပါအဲ့ဒီတော့မုတ်စားပြီးရင်လဲကိုယ်အမိုက်ကိုကိုတိတ်မှမင်းသားမင်းသမီးတွေကိုအားပေးတဲ့အခါမှာလဲစင်ပေါ်တက်ပြီးစုချတာကိုဘာမှမပြောလို့ပြိမဲ့သူတို့ဖြောပြရတာစိတ်အနှောက်ယှက်ဖြစ်မှာဆိုလို့အတက်နိုင်ဆုံးစင်အောက်ကနေပဲစုချပါမင်းသမီးတွေကိုထိကဘာရီကဘာလောက်တာမျိုးဆွဲလာရန်လာတယုတ်ပြတ်တာမျိုးတွင်ချက်ချင်းဆွဲချပြီးအခန်းထဲထည့်ပိန်ပါပါမူရီရန်ကတာတောက်စားပြောပါ ါတာမျိုးမိရင်လည်းငွေလန်ဆောင်ရပါမယ်ပြီးရင်အယူခံဝင်ခွင့်မပေးဘဲတခါတည်းအချုပ်ထဲထည့်လိုက်မှာပါရဲကားတွေလည်းခေါ်ရတာမလို့စင်စင်ချင်းချင်းနေကြပါမင်းသားမင်းသမီးတွေလည်းခစ်ရှစ်ပြေးတရုတ်ပြက်ကပြဖြောပြေးတာမျိုးလက်မခံပါဘူးအမြင်တင့်တယ်အောင်ဖြောပြေးပေးကြပါလို့ပြောရင်ဒါတော့ပါပဲခမညာ ူ့ကျင်ညာချက်အစုံမှာစိုင်းတန်ပုံတန်တွေတစ်ချိန်ချင်းထွက်လာသည်ရှေ့ထက်မင်းသမီးကြီးကငှက်ပြောပွဲအုံပွဲရွရွတီဆူကပြဖြောပြပြီးနော်ဇက်စရာကဖြောပြရေးအစီအစဉ်နေကျင်ညာသည် သူကဇက်စင်တောင်ဘက်ထိုင်ကုန်တလုံးပေါ်မှာနေရာယူ၍လက်ပိုက်ထိုင်နေ၏သူပွဲမကြိုက်ပါပွဲရကစူညံတန်တွေကိုလည်းမနစ်သက်ပြီးအခုလိုချမ်းချမ်းစီးစီးအချိန်မှာတခါမှပွဲမကြည့်ခဲ့ဘူးပါအနှွေးတဲ့အထက်ထက်ဝေး၍ခေါင်းစိုးဆွထားရသည့်အထီးချမ်းနေတော့လေသူမကြီးအား ဥက္ကဋ္ဌဖြစ်နေသည့်အတွက်ဒီပွဲမပြီးမချင်းအနောက်ရှက်ကင်းကင်းဖြောပြေးနိုင်ဖို့ပွဲကြီးပြိသက်တွေကြီးစုအားပေးနိုင်ဖို့လုံခြုံရေးအဖွဲ့ကိုကြီးကြပ်ကွက်ခဲရမည်တာဝန်ရှိနေသည့်ဘယ်နေရာမှာဘာဖြစ်နေမလဲချက်ချင်းသိရဖို့မျက်စိလင်လင်ထား၍နားစွန့်နေရသည့်စတိတ်ရှိုးထွက်တော်ည9:00နာရီထိုးနေပြီးမြူးကြသည့်ဂီတသံများကြားမှစတိတ်ရှိုးမင်းသားမင်းသမီးတွေကခုံနေကြသည်မင်းသားကချောတယ်နော်ရွှေကလေးအမတော့ကြိုက်တယ်ဘူဆူမာက ဟဲလီတချင်းကိုမြောက်ကြွကြွဆိုနေသည့်မင်းသားကိုကြည်၍သဘောရကြနေသည့်ရွှေခဲကထိုမင်းသားကိုညနေကပဲမြင်ခဲ့ပြီးပြီမို့ရှုံမဲနေကမီးရောင်အောင်မှာမိတ်ကပ်တွေနဲ့ဖွေးနေလို့ချောရထင်ရတာညနေကသူ့ origin နဲ့မျက်ခွက်ကြီးမြင်ပြီးလန့်ပြေးခဲ့ရတယ်ဟဲရွှေခဲလေးရဲ့ညီးကတော့သူများကိုပြောလိုက်ရင်မှုချိုးမြစ်ချိုးကစုံရွက်ချိုး ပူစုမနေရွှေကလေးနေကြစေဝါရင် အတင်းတုံနေကြစေစတိတ်ရှိုးမင်းသမီးကဖြူဖြူကြော်သိမ့်ဤအချစ်တယ်လားတခြင်းကိုအတန်ဒီအတန်ထားပြေဆိုနေဤငငယ်ချောချောထုံမင်းသမီးကအတန်ကောင်းတလားကိုပေါ်ဖော်မန့်တွေပါလှုပ်ပြသဖြင့်ပရိသတ်ကလက်ခုပ်တန်တွေညံမဆဲအောင်အားပေးကြသည်စုချသူတွေလည်းများဤအများစုကစင်အောင်မှလက်လန်း၍စုချကြတော့လေလူတစ်ယောက်ကတကူလုံးရိန်းထိုးလှောက်ခါ၍စင်ပေါ်သို့ တရီးတရိုင်းတက်လာသည်မင်းသမီးလက်ကိုအတင်းဆွဲ၍ပစံထည့်ပေးသဖြင့်ထိုမင်းသမီးတချင်းဆိုရက်သွား၏ထိုလူကလက်ကိုလွတ်မပေးပဲဆွဲဖက်ဖို့ကြိုးစားလျင်ဇက်ဆရာနှင့်တခြားသူတွေပြာရာခတ်သွားကြကထိုလူကိုမင်းသမီးအနားမှခွာဖို့တတိပေးဆွဲထိန်ကြသည်သို့သောထိမရဆွဲမရပဲပြန်တွန်းခံလိုက်ရသဖြင့်မင်းသမီးပင်ရှိုင်းလေသွား၏ဖဲကြစမ်းမှာငါစုချတာကိုဘာလို့လာဆွဲနေကြတာတော့ငါကစုလဲချရသေးတာတခါတော့ဖက်ခွန်ပေးအောင်မှာပေါ့ ထိုလူကအရက်တောက်ထားသည်မို့အာလေးရှာလေးအတန်းနဲ့ရန်လုံနေစဉ်လူသုံးယောက်ဇက်စင်ပေါ်တက်လာကြသည် sorry ပါခမ ya ပွဲကင်းနဲ့ဒီလိုအနောက်ရှက်မျိုးကြုံရတာကျွန်တော်အပြစ်ပါပဲအနူးညွတ်တောင်းပန်ပါတယ်တော်ကဇက်စရာနဲ့မင်းသမီးကို တောင်းပန်၍ထိုလူကိုဆွဲခေါ်လာခဲ့ဖို့အမိန်ပေးသည် သူ့ကိုခေါ်လာခဲ့ကြအောင်မငါကိုလာခေါ်ရအောင်မင်းတို့ကဘာကောင်းနေမို့လို့လွတ်ကြတဲ့ငါကိုစိုးထိုက်တယ်တထိုက်ပဲရှိတယ် စိုးထိုက်ဆိုသူကရန်တွေ့ယုံကန်ရင်ကင်းဆောင်လူငယ်နှစ်ယောက်ဆွဲခေါ်ရာနောက်တို့တွဲလောင်းကြီးပါလာ၏တော်ကမူလာတဲ့ចောင်းဆောင်ဘက်ကစာတင်ငန်းတကားကိုတော့ဖွင့်၍စိုးထိုက်ကိုထိုအခန်းထဲဆွဲသွင်းစေပြီးအခန်းမီဖွင့်လိုက်သည်သူလူနှစ်ယောက်ကဖမ်းချုပ်ဆွဲသွင်းလာကြပြီးအခန်းထဲမှာအသေးရှိနေသည့်သုံးလွန်းတင်ကျုံနဲ့ခြိတုပ်ထားလိုက်ကြ၏။ဟဲ့ကောင်လေးဒါပါလောက်ကြတာတော့မင်းတို့ဘသူတွေတော့ငါ့ကိုလွတ်ပေးကြစမ်းမအေးဘေးတွေ စိုးထိုင်ဆဲဆူကြံကန်ကြောင်နေတဲ့ဖြစ်တော့ကအငိမ့်မနေသည့်ခြေထောက်တွေကိုဒူးနေတက်ဖီထားလိုက်ပြီးစိုးထိုင်စပင်ပုံတိုက်ကြီးကိုဆွဲဆူ၍ညနာမော်စီသည်မူရရန်ကားတာမျိုးမလုပ်ဘူးအတန်တန်တတိပေးထားတဲ့ကြားကဇက်စင်ပေါ်ထိတက်ပြီးအသက်ရေဖြတ်တဲ့ကောင်ငါဘာသူလဲကြည်စမ်းမင်းဘာသူဖြစ်နေနေမသိချင်ဘူးငါ့ကိုလှုပ်ပေးလို့ပြောနေတယ် တော်ထိုလူပါကိုလက်ပြန်ရိုက်ထဲကစိုက်ကြသွားသည့်မျက်နာကိုသူ့လူတယောက်ကယူလာပေးသည့်ရေဖလာနှင့်ပတ်ချလိုက်သည့်ဖြင့်စိုးထိုင်မူးနေတာတွေပျောက်ကုန်သည်ပြောစမ်းဘသူဘင်းနေရမှာအရက်ပုံးရောင်းနေရလဲအော်ဘသူများတော့လို့နေရတကလူစွာဝင်လို့တဲ့အုတ်ကြီးပဲဟာဟာမင်းကဘာကိစ္စပြောရမှာတော့စိုးထိုင်က သူ့ကိုတဲခွဲစွာမြင်မှခနဲ့တဲတဲထေငော်၏ရဲလိုက်တော်လဲလက်လက်ဆက်ဆက်အရိုက်ခံထားရသည့်ပါကနာကျင်နေသည်ဖြင့်သူ့ချက်လောက်တွေပါအဖီခံထားရသည်ဖြင့်စိုးထိုက်မျက်နှာမေ့ချသွားသည်ထပ်မိမယ်တေချာပြီဘယ်နေရာမှာအရက်ပုံရောင်းနေတာလဲမဖြစ်တော့ဘာဖြစ်ချင်တော့မင်းမို့လို့ကိုမပြောဘူးကွာစက်တရေတုံးကောင်ဩစာလှုပ်ချင်တဲ့ကောင်မပြောချင်ရင်ဒါလေးမြည်ကြည့် ပြောပြောဆိုဆိုခွက်ကနေဝင်လာသည့်လက်သီးချက်ကြောင့်စူထိုင်နောက်ပြန်လန်သွားကပြန်ထားမလာတော့ကြည်တော့ကထိုအခန်းကိုတော့ခတ်ပိတ်ပစ်ခဲ့ပြီးကင်းဆောင်အဖွဲကိုခေါ်ရေးပွဲစီတန်းဘက်သွားရသည်ပွဲစီတန်းမှာလူသိမ့်မစီတော့ပေသို့တော့လက်ပံပင်တွေဘက်မလန်မကန်မှမီးရောင်ဖြော့ဖြော့လင်းနေကထိုစီမဆူညံတဲ့တချို့ကိုလည်းကြားလိုက်ရသည်တော်သူအဖွဲထိုမသိမကမတင်ငါစရာမိုးကတဲစီရောက်တော့အရက်တောက်ရင်ပိုကာတောင်းနေသည့်လူတစုကိုလက်ပူးလက်ချမ်းမိသည် ထိုလူတွေကိုဖမ်းဆီးခေါ်ဆောင်လာကြပြီးစူးထိုက်ရှိနေသည့်အခန်းထဲမှာတစုတဝေးနဲ့ထည့်သွင်းလိုက်သည်သူကတယောက်ချင်းစီကိုလက်နက်ပါမပါစစ်ဆေးလိုက်ပြီးမှခမရတို့တော်တော်အတင့်ရဲကြတာပဲအရက်ပုံးရောင်းတာတွေလောင်းကစားလောက်တာတွေအရင်ကတည်းကတားမြစ်ထားတာတောင်ထက်လောက်ကြတယ်အကုန်လုံးကိုညာရင်းချင်းချုပ်ထဲပို့မယ်တော့ကခက်ပြက်ပြက်ပြော၍ရဲစကန်ကိုချက်ချင်းဖုံးဆက်သည်အုတ်ကြီးဒီမှာပဲတညချုပ်ထားပြီးမနေ့ကမှပို့ပါလားကင်းဆောင်တယောက်ကသူ့ကိုအထွန်းတက်လျင်သူကခေါင်းခါရန်၍ ဒီလူတွေတကားကိုဖျက်ပြီးမထွက်ဘူးလို့အာမမခံနိုင်ဘူးမင်းတို့လည်းတာဝန်ပိုတယ်သူ့ကိုစောင့်ကြံနေစေမှာကြိုကော်ထားသည့်ရဲတွေရောက်လာတော့ရောက်လာကအားလုံးကိုဖမ်းခေါ်သွားကြသည်သူကတခြားနေရာတွေကိုပါလစ်လန်းမှုမရှိအောင်ပိုက်စိတ်တိုင်းလှည့်ပတ်စစ်ဆေးပြီးချိန်မှာတော့ပြဆက်တခန်းရဲစာနေပြီရွှေကလေးပြဆက်တောင်မပြီးသေးဘူးငိုက်နေပြီလားဘူစုမကခေါင်းငိုက်ဆိုင်ကြနေသည့်ရွှေကလေးကိုလက်တူမေးလျင်ရွှေကလေးခေါင်းကိုမနှဲပြန်ထူ၍ အိတ်ချင်နေပြီမရတော့ဘူးအိမ်ပြန်နေတော့မယ်မဟုတ်ရင်ဒီမှာအိတ်ပြောသွားလိမ့်မယ်ဒုက္ခပါပဲအေးနှစ်ပေါတော့မကြည့်တော့ဘူးလားမကြည့်တော့ဘူးမမပူစုနေရစ်ခဲ့ဟဲ့ညီမလေးနင်ကငါနဲ့လိုက်အိတ်ရမှာလေဒေါ်လေးတို့ကအဲ့လိုအိမ်မှာအိတ်ကြမှာကိုဘယ်လိုလုပ်မလို့ငါကလည်းပွဲပြီးအောင်ကြည့်ချင်သေးတာရှာတယ်ဒီညသမီးမင်းညုံနဲ့အိတ်လိုက်မယ်မမပွဲဆက်ကြည့်နေသမီးစင်ကတော့ကိုလာခေါ်ပေးဖို့ဖုန်းဆက်လိုက်အောင်မယ်သူကဆိုင်ခဲ့ပါတယ်ရွှေခဲက အနှွေးတဲ့အတွင်းအိတ်ကတ်ထဲကဖုံးထုပ်၍စင်ကရုံးကိုဖုံးဆက်ခေါ်သည်ဟယ်လိုစင်ကရုံးလားနင်ပွဲကင်းနဲ့မှမို့လားငါ့ကိုလာခေါ်ပြီးနင့်ဆိုင်ကနေမင်းညို့ကိုလိုက်ပို့ပါအောင်ဟာငါအရင်အိတ်ချင်နေလို့ငါဒီညမင်းညို့အိမ်မှာအိမ်မှာလာခေါ်နော်စင်ကရုံးစကားပြန်ပြောတာတော့မဆောင်ပဲအချင်းမူတူပြော၍ဖုံးကိုပြန်သိမ်းလိုက်ဤမမပူစုပခုံးပေါ်မှာခဏမီနွယ်ရီမိန်နေစေမှာသူမကိုလာခေါ်သည့်သူကြောင့်လေးကန်စွာထရရွေသူဆွဲခေါ်သည့်အတိုင်းပါလာသည် စင်ကရုံလာခေါ်ရမြန်လိုက်တာဟဲ့နင်ပွဲမကြည့်ဘူးပေါ့စင်ကရုံဆိုင်ကယ်ပေါ်မှာဘေးတစောင်းထိုင်၍လိုက်ပါခဲ့ရင်ကျောပြင်မှာမိကြသွား၏ဆိုင်ကယ်ရက်လိုက်သည့်အထိ သူမမိနေထားစေဖြစ်ကဆိုင်ကယ်ပေါ်မှာဆင်းဖို့လေတတိမရနစ်စီကရင်မွေးနေရတယ်နင်ဥတော်တုံးနဲ့ရင်မွေးမျိုးဆွတ်ထားတာပေါ့သူမကြီးပဲပြောနေပြီတဖက်ကပြန်ပြေးတဲ့ထွက်မလာတော့ရွှေကဲဆိုင်ကယ်ပေါ်မှာဆင်းလိုက်ကစင်ကရုံကိုကြည်သည် ထိုအခါဆိုင်ကယ်ကိုမှီ၍လက်ပိုင်နေသူသည်စင်ကရုံးမဟုတ်ခဲ့ဘဲမီးရောင်ဖြင့်ထင်ရှားစွာမြင်လိုက်ရသည့်မျက်နှာကြောင့်ဟမ်ရွှေကဲငိုက်ဆင်းနေသည့်မျက်လုံးတွေကိုလက်နှင့်ပုတ်သက်၍ပြူပြူပြက်ပြက်မော်ကြည့်သည်တရက်ပင်နာကမှုံပြပြမီးရောင်အောင်မှသူမကိုငုံကြည့်နေသူကဥတော်ရဲ့လေဥတော်တမီးကိုဥတော်ခေါ်လာတာလားရွှေကဲသူ့ကိုမြင်နေရတာတော့မယုံနိုင်သဖြင့်ကိုလက်ကိုပြန်စိတ်ကြည့်သည် ဟုတ်တယ်စိန်ကတော့ကသူ့ဖုန်းခဏအပ်ထားခဲ့တာဒါဆိုဖုန်းဆက်တုန်းကသူ့ကင်လိုက်တာလားရွှေကဲအိတ်ချင်းစိတ်တွေကြက်ပြောင်ငှက်ပြောင်ဖြစ်ကုန်သည်တမီးကစိန်ကတော့ကိုခေါ်တာကိုအော်စိန်ကတော့မဟုတ်လို့စိတ်ပြက်သွားတဲ့ပုံစံပဲကျွန်တော်မျိုးကတော့ခမားလေးကိုပွဲကင်းထဲကနေဒီအထိခေါ်လာပေးရသေးတယ်လူအကောင်လိုက်မြင်နေရတာတော့စိန်ကတော့နဲ့မှားတော့မမပါဘူးဥတော်ကလည်းရေမွေးနဲ့ရကလေးကဥတော်မှန်တိအဲလှုပ်ကနေပြောမိပြီမှာစကားကိုအမြန်ပြေအိုလိုက်ရသည် သူကသူမနဲ့နီးကပ်စွာတိုးရဲ၍ညနေချင်းဆိုင်လိုက်ပြီးလူမမအောင်တိတ်ချကြည့်တိုးတဲ့စွာ ပြော၍လက်တစ်ဖက်က ရွှေခဲခါလေးကိုတိမ်ဖက်လာကကြံလက်တစ်ဖက်ဖြင့်မျက်နှာလေးကို ဆွဲမော်ယူလိုက်၏လာကလေးကတာနေသည်ကျဲတွေလည်းစုံနေ၏တရက်ပင်ရိတ်မှနှစ်ယောက်သားရက်နေတော်လဲလာရောက်ကြောင်တယောက်မျက်နှာတယောက်တဲကွဲစွာမြင်နေရသည်ဥတော်ချစ်တယ်မဟုတ်လားအဲ့ သူ့အမိကြောင့်ရွှေကဲရှက်ရှက်နဲ့မျက်နှာလွှဲတော့လေသူကခွင့်မပြုပဲသူ့လက်နဲ့ကတ်ထိန်ထားကတေချာကြည့်ပြီးဖြစ်ချစ်လာထမင်းနေပြီးမျက်လုံးများကညှို့နိုင်စွမ်းအပြည့်နဲ့အယောင်တောက်နေကြသည် သူမလက်ပြားချေပြားတွေအေးဆက်လာကရင်းတွေခုန်နေတာလဲထိမနိုင်တော့သူ့ငယ်ဝင်းတွေကိုလည်းရင်ဆိုင်မကြည့်ရပါပဲမျက်လုံးများကိုဖိပိတ်၍ခေါင်းငြိမ်ပြရတော့သည်ချစ်တယ်ရှက်ဝဲဝဲလေးဖြည့်၍ သူရင်ခွင်ထဲမှာမျက်နှာဝှက်ထားမိသည်တော်ဟာကနေဖြစ်ကမျက်နာကြီးမီးရောင်ထက်ပို၍ဝင်းလက်သွားသည်ထင်၏။သူမကိုလေးကိုတင်းကျက်စွာဖတ်ထားရင်းဆန်ဆာလေးတွေကိုနမ်းမိသည်။မူုံမယ်ထင်တာခုမှပဲစိတ်အေးတော့တယ်။ဥတော်အသိမေးတာကိုအသိမေးလို့ဖြေတာလား။တကယ်ချစ်လို့ဖြေတာလား။နောက်ခုစလုံးဒါဆိုတကယ်ချစ်တာပေါ့။ချစ်တာပေါ့။ဘယ်လောက်ထိလဲ။အများကြီး သူမေးသမျှကိုခေါင်းမဖော်ပဲတခုံးမကြမ်းဖြည်နေတဲ့ဖြစ်သူသဘောကျသွားကတိုးညံ့ညံ့ရည်သည်ခေါင်းဖော်ပါအောင်ကွာဘာလို့အဲ့လောက်ရှက်နေရလဲသူ့ကိုမဝင်မရေမော်ကြီးလာသည့်မျက်နှာလေးကိုမျက်နှိုးစွာငုံကြည့်၍အိတ်ချင်ပြေးသွားပြီလားပြေးသွားပြီခေါင်းလေးပြန်ညှို့မသွားခင်လက်နဲ့အသာပင်ယူလိုက်ပြီးသည့်နောက်သူ့မျက်နှာငုံကြလာကရှည်ကြနူးညံ့သောအနန်းတို့ဖြစ်သည်လျက် နှလုံးခုန်တန်တို့စီးကျက်ညင်ညီကခုန်နေကြသည်လာရောင်စံဒီထိုးဆောင်ညတွင်အချစ်ကြောင့်အိမ်မက်တို့တိမ်မွေးလပနေမည်ဖြစ်ကြောင်းကျေတာယာတွေကတက်သေးတည်နေပါသည်နားဆင်ပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ရက်တွေမှာနောက်ထပ်အပိုင်းသစ်တွေကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်အားလုံးပဲဘေးရန်ရေကင်းရှင်းကြပါစီရှင်